Hello အားလုံးမင်္ဂလာပါ United Show ကနေကြိုဆိုပါတယ်ဆိုတော့ကွင်းလိုက်ကြားမှာပြည်တဲ့ Bruno Fernandes ကတော့ကစားသမားတွေဟာလက်ရှိအသင်းရဲ့တာဝန်ရှိသူတွေလိုပဲလက်ရှိနီးပြဖြစ်သူ Ruben Amorim ကိုယုံကြည်ထားကြစေဖြစ်တယ်ပေါ့နော်ဒါအပြင်အသင်းတာဝန်ရှိသူတွေနဲ့အသင်းရဲ့ကစားသမားတွေကနီးပြအပေါ်မှာယုံကြည်ထားတယ်ဆိုတဲ့အရာတူညီနေတာကဒါနီးပြဖြစ်တဲ့ Ruben Amorim နဲ့အသင်းတွေတော်တော်ကောင်းတဲ့အချက်လက်ဖြစ်တယ် နော်ဒါကိုသူပြောထားတယ်ဆိုတော့ဒီညမှာ Fernandez ကဗောနော်ဒါကြာရင်ကျွန်တော်တို့ကဗောနော်ဘယ်လိုပြောမလဲဒီလက်ရှိလက်တလောကိစ္စကိုကျွန်တော်မကြည့်ပဲနဲ့ပို့ပြီးတော့အကြီးကြီးမားမားကျွန်တော်တွေးနိုင်ဖို့ကျွန်တော်လိုတယ်ဗောသူတပင်းတော့ Manchester United ရဲ့တောင်ရှိသူတွေဘက်ကဆိုလို့ရှိရင်ပူတော်မကျွန်တော်တို့အဲ့ဒါလိုမြင်သင့်နေတယ်ဗောနော်ကစားမားတွေနေနဲ့ကျွန်တော်တို့ပြောရရင်လက်ရှိ manager ဟာလက်ရှိ Manchester United အသင်းကိုဗောနော် တို့ရှိတင်ရှိထိုက်တဲ့နေရာကိုပို့ပေးနိုင်တဲ့နီးပြတယောက်ပြောရရင်လက်ရှိပေါ့နော်ကျွန်တော်အရင်တုန်းကလိုမျိုးအဲနေရာတွေကိုပြန်ရအောင်ဆွမ်းဆောင်ပေးနိုင်မယ့်နီးပြတယောက်လို့ MODing ကိုယုံကြည်ထားတယ်ပေါ့နော်စာဂျင်ရက်ကလစ်တို့ရဲ့ဘက်ကအချိန်ပေးမယ်လို့ပြောတာနဲ့ပတ်သက်ပြီးတော့ပြောရရင်ဒါဟာကောင်းတဲ့အရာပဲပေါ့။ဘာကြောင့်လဲဆိုတော့ Manchester United ရဲ့တာဝန်ရှိသူတွေရဲ့ကိုရန်ကိုကဟိုကစားမားတွေနဲ့ပေါ့နော်သူတို့ဒီအတွေးချင်းတူနေတယ်ထင်မြင်ချက်ချင်းတူနေတယ်ဆိုတာမျိုးကိုကကောင်းတဲ့အရာကြောင့်ပဲပေါ့နော် Manchester United မှာတော့ ဘယ်လိုနည်းပြပဲဖြစ်ဖြစ်ပေါ့နော်ကျွန်တော်တို့ဝေဖန်ခံရဖို့ဆိုတာမျိုးကတပွဲရှုံးပြီဆိုတာနဲ့ဝေဖန်ခံရတော့တာပဲပေါ့နော်အော်နိုင်တဲ့တပွဲဆိုလို့ရှိရင်လည်းဖလားရမလို့ပြောကြတာပဲဒါမှမန်ချက်စတာယူနိုက်တက်ဖြစ်တယ်ပေါ့နော်ယူနိုက်တက်မှာကိုကကျွန်တော်တို့ဒီအမြဲတမ်းတာမျိုးကြုံနေရတယ်ဆိုတော့အခုလက်ရှိ MOD ကြုံနေရတာတွေကမထူးဆန်းဘူးပေါ့လေဒါပေမဲ့လို့ကစားသမားတွေကတော့အတင်းတောင်ရှိသူတွေကတော့နီးပြ MOD ကိုထောက်ခံယုံကြည်ထားစေဖြစ်တယ်ဆိုပြီးတော့သူပြောထားတယ် MOD အတွက်တော့ ဟိုဘယ်လိုရောက်မလဲနှစ်နှစ်ခုစလုံးကိုလိုတယ်လိုတယ်ဆိုတာအတင်းတာဝန်ရှိသူတွေရဲ့ဘက်ကထောက်ခံမှုနဲ့ယုံကြည်မှုကိုလည်း MO တွေကလိုတယ်သူကကစားမားတွေရဲ့ဘက်ကထောက်ခံယုံကြည်မှုနဲ့ပေါ့နော်ကျွန်တော်ကဒီဘယ်လိုရောက်မလဲကျူပန်ပေးစိတ်ကိုလည်းသူလိုတယ်ဆိုတော့ကစားမားတွေကဒီအတင်းတာဝန်ရှိသူတွေရဲ့ယုံကြည်မှုကိုက MO တွေကလိုတာဒါကြောင့်ဒီနှစ်ခုစလုံးသူ့မှာရှိနေတယ်ဆိုတာကဒါကောင်းတဲ့အရာပဲပရိသတ်တွေကကျွန်တော်ပရိသတ်တွေကတော့ထပါတယ်ဗျာလူ၁၀ယောက်ရှိရင်အမြင်၁၀မျိုးကိုဝဲမယ်အယောက်တရာရှိရင်အဲတော့ကျွန်တော်တို့ကအမြင်အမျိုးတရာကိုဝဲမယ်ဒါပဲ เนาะဒါဒါကလည်းပဲကျွန်တော်တို့နိုင်ပွဲတွေပါတွေရလာပြီးအချင်းတွေကောင်းလာပြီးเนาะကစားပုံတွေအဆင်ပြေလာပြီးဆိုလို့ရှိရင်လက်ရှိမှာမယုံကြည်တဲ့ပြည်သက်တွေလည်းယုံကြည်လာမှာပဲအဓိကတော့ပြည်သက်တွေလည်းအခန်းကဏ္ဍအကြီးကြီးကနေပါဝင်တာပေါ့လေတော်တော်ကျွန်တော်တို့ပြည်သက်တွေဆိုတာမျိုးကဒါ emotion အရင်ဖြစ်တယ်မလားเนาะနိုင်တဲ့ပွဲရှုံးတဲ့ပွဲเนาะအကာလာတစ်ခုပုံမူတည်ပြီးတော့ကျွန်တော်တို့ကောင်းသည်ဆိုသည်ကျွန်တော်ပြောကြတယ်ဆိုတော့ ပရိသတ်တွေရဲ့အမြင်ဆိုတာကနီးပြရဲ့ဆုံးဖြတ်ချက်တွေကစားမားတွေရဲ့ဘောနော်နီးပြအပေါ်မှာမြင်တဲ့အမြင်တွေကမပြောင်းလဲသင့်ဘူးဆိုတော့ကစားမားတွေကအမူရင်ရဲ့ဒီ system တွေကိုဘယ်လိုပြောမလဲအဆင်ပြေသည်ဖြစ်စေမပြေသည်ဖြစ်စေသဘောကျသည်မဖြစ်သည်မကျသည်ဖြစ်စေအမူရင်လက်အောက်မှာကစားနေသည်များအမူရင်လူချင်းတဲ့အတိုင်းဖြစ်အောင်သူတို့ကြိုးပမ်းပေးရမှာဒီသူတို့တောင်းဝန်ပဲဒီနေရာမှာသူတို့3 center back နဲ့ကစားတာ wing backs တွေနဲ့ကစားတာသူတို့ကြိုက်ချင်မှကြိုက်လိမ့်မယ်အာမက်ဒီယာလို့ဆိုလို့ရှိရင်ထားပါတော့ဗျာ wing back မှာကစားနေရတာ ူသူအနေနဲ့တိုက်စင်မှာကစားခြင်းတဲ့အနေထိုင်မျိုးမှာသူကြိုက်ချင်မှာကြိုက်လိမ့်မယ်။သို့တော်လည်းပဲဒီနီးပြရဲ့လက်အောင်မှာကစားတော့တော့ဒီနီးပြလူကျင်နာတွေကိုကိုကကစားနေရတယ်ဆိုရင်အကောင်းဆုံးသူအနေနဲ့လုတ်ပြပေးနိုင်ဖို့ကျွန်တော်လိုတယ်။နော်ဒါတော့ကစားမတယောက်ချင်းစီတိုင်းကကျွန်တော်တို့အဲ့ဒီလိုမျိုးနီးပြအတွက်ကြိုးပမ်းပေးနိုင်မှုတွေကျွန်တော်လိုတယ်။ဒါအပြင်နီးပြရဲ့လုံရက်တွေကိုသူတို့ကအနီးကကျက်မှတ်ခံနေရတဲ့ကစားမတွေဖြစ်တဲ့အတွက်ပေါ့နော်။သူတို့ကိုယ်တိုင်ယုံကြည်ထားတယ်ဆိုတာကအမိုရင်းအတွက်တော်တော်ကောင်းတဲ့အရာပဲ။ဒါကြောင့်ပေါ့နော်။ ဟိုသူ့ရဲ့အနာဂတ်ကိုအဆုံးဖြတ်လုပ်ပေးနိုင်မယ်အသင်းတာဝန်ရှိသူတွေဘုတ်ဖွဲ့ဝင်ရဲ့ဘက်က MOIN ကိုယုံကြည်ထားတယ်လို့ MOIN ပလန်တွေကို ပုံဖော်ဖို့အတွက်နော်ယုံကြည်မှုတွေလိုတဲ့ကစားမားတွေကိုယ်တိုင်ရဲ့ဘက်ကလည်းသူ့အပေါ်မှာယုံကြည်ထားတယ်ဆိုတာကလည်းတကယ်ကောင်းတဲ့အချက်ပဲဆိုတော့ဒီဒီနှစ်ခုကအရင်အရေးကြီးတဲ့ MOIN တွေအတွက်ဒါကြောင့် Bruno Fernandes ကတော့ကစားသမားတွေဟာနီးပြအပေါ်မှာယုံကြည်ထားစေဖြစ်တယ်ဒီနီးပြဟာ ကျွန်တော်တို့ကလပ်အသင်းကိုပူကောင်းတဲ့နေရာတွေရောက်အောင်ပို့ပေးနိုင်မဲ့ဆွဲတင်နိုင်မဲ့နည်းပြတစ်ယောက်ဖြစ်တယ်ဆိုပြီးတော့ယုံကြည်ထားတယ်လို့သူပြောထားတယ်။အဲကောင်းတဲ့အရာပါ။ဒါမျိုးတွေဒါကဒါကကျွန်တော်အနေနဲ့ပေါ့နော်။ဒါတကောင်းတဲ့ဘက်ကတွေးကြတယ်။တခြားတစ်ဘက်ကကျွန်တော်တွေးကြည့်ရင်ကစားသမားတွေကတော့ဗျာသီလားဘယ်သူမှ public မှာဟိုနည်းပြကို criticize လုပ်မှာမဟုတ်ဘူး။နော်ထပါတော့အခုဆိုလို့ရှိရင်ကဖာနန်ဒက်စ်ကအဲကွင်းလေမီဖီရိုမှာကစားနေရတယ်။နော်သူ့အနေနဲ့ဒါသူ့စိတ်ကြိုက်နေရမဟုတ်ဘူးလေကျွန်တော်တို့သိနေတာပဲ။တိုးတိုးလေးပဲ public မှာကျွန်တော်တို့ဒီနေရာကြီးမကြိုက်ဘူးဗျာ နော်ကျွန်တော်နံပါတ်10ကိုပဲကစားခြင်းနဲ့နော်ငါမကောင်းတော့ငါ့အပြစ်လာမမြင်ရလေလို့ကျွန်တော်ပြောလို့မရတယ်လို့လူရှော့ကလည်းပဲ left center ဘက်မှာသူစင်ကစားရတယ်နော်ပြီးလို့ရှိရင်ကျွန်တော်အနေနဲ့အာမက်ဒီယာလိုကလည်း wing back မှာတက်ကစားရတယ် patrick dugu ကလည်း full back တယောက်ဒါပေမဲ့ wing back မှာတက်ကစားရတယ်ဒီကစားမတွေကကျွန်တော်ကတော့ပြပွဲထည့်လို့သာကစားနေရတာတကယ်တကယ်တမ်းဒီနေရာသိကစားခြင်းတာမဟုတ်ဘူးနော်ပြီးရင်ကျွန်တော်မကောင်းရင်ကြောက်ကိုပဲပြောကြမှာလေပရိသတ်တွေကအော်ဒါမှကြောက်ကိုပဲမကောင်းဘူးမြင်ကြမှာတကယ်တမ်းကဒါကျွန်တော်နေရာမှာမဟုတ်တာကျွန်တော်ဘယ်လိုအဆင်ပြေအောင်ကစားနိုင်မလဲ ။ဒါမျိုးတွေဘယ်သူကမှန်းတော့ public မှာထုတ်မပြောဘူးပေါ့လေ။နော်ဆိုတော့ဟိုကစားမားတွေဆိုတာကတော့ဟိုသူတို့က processor သွားတဲ့အချိန်မျိုးမှာဘယ်သူမှန်းတော့ကျွန်တော်မသိတော်မဲ့အနေထားမျိုးတွေကိုချပြောကြမှာမဟုတ်ဘူး။နော်ဆိုတော့ဒါကြောင့်လောလောဆယ်မှာအဲကစားမားတွေရဲ့ဘက်ကကောတာဝန်ရှိသူတွေရဲ့ဘက်ကကော MODing ကိုယုံကြည်ထားစေဆိုတာကတော်တော်ကောင်းတဲ့အချိန်မျိုးပါ။ဒါပေမဲ့တခုရှိတာကစကလုံးနေတယ်မဟုတ်ဘူးလို့လေကစားမားတွေကတကယ်ဒီအတင်နီးပြအပေါ်မှာယုံကြည်မှုရှိသလားဆိုတာတွေကိုเนาะကျွန်တော်တက်တည်ပြနိုင်မှုလို့လေသူသမီးလာမဲ့ ကျွန်တော်လေပါဦးတင်းရဲ့ပွဲမှာဆိုလို့ရှိရင်ပေါ့နော်အတင်းအနေနဲ့ကစားမားတွေအနေနဲ့နီးပြရဲ့ plan တွေကို execute လုပ်နိုင်စွမ်းရှိပါတယ်ဆိုလိုမျိုးသူတို့တက်တဲ့ပြနေမှာကျွန်တော်ရမှာလေပါဦးနဲ့ပွဲစဉ်မှာကျွန်တော်အကောင်းဆုံးတုံ့ပြန်နေမှာကျွန်တော်ရမယ်နော်ဒီကလို့ရောဘယ်လိုမျိုးကြလဲဆွနေကြပါအောင်အားလုံးကိုကျေးဇူးများတင်ပါတယ်